မြန်မာနိုင်ငံမှာအကြော်ရောင်းပြီးတော့သိန်းထောင်တန်ခြံဝိုင်းကြီးဝန်နိုင်တဲ့ဝိုင်းချုပ်မှာပေါ်ပေါက်ခဲ့ပြီးနောက်တရက်ကိုသိန်းဆယ်ကနန်းအထိရောင်းအောင်ကောင်းနေပြီမန်လီဥပိန်တရားကဖတ်တီးမှလည်းပေါ်လာခဲ့ပါရီ ဆယ်လီယောင်ချန်းအေးကလည်းငပီရောင်းတဲ့ဝင်ငွေကတရက်ကို300ကျော်ရှိကြောင်းထုတ်ကြားလိုက်ပါတယ်။ဆယ်လီယောင်ချန်းအေးကငပီရေချိုနဲ့ပထမကိုအားရပါရစားပြတတ်ပြီးအတုံးမြုပ်တွေကိုလည်းဖွဖွဲရစားပြတတ်ပါတယ်။သူစားတဲ့ငပီရေတွေကိုလည်းစားကျင်သူတွေရှိတာကြောင့်တတိုင်းကလေးကိုပို့ပြီးတဲ့စနစ်နဲ့ရောင်းချပေးပါတယ်။ဒါပေမဲ့အောင်ချန်းအေးကတော့အချို့တွေကငပီတွေကငပီတွေပဲဆိုပြီးတော့နှိမ်ချင်ကြပါတယ်။နပိတဲ့ဖြစ်လို့ဝင်ငွေနေမှာပဲဆိုပြီးတော့ထင်သေးကျင်နေသူတွေအတွင်းအောင်ချန်အေးကသူ့ရဲ့တရက်တာရောင်းအောင်ကိုထုတ်ပြောလိုက်ပါတယ်။ အောက်ချမ်းအရင်ငပီရောင်ရငွေအားတရက်ကို3100ကျော်ရှိပြီးတော့တလကို3300ကျော်ဝင်ငွေရှိပါသည်။သူစီနေတဲ့ကားကလည်းငပီရောင်ပြီးမှဝယ်ထားတဲ့ကားဖြစ်ပြီးတော့3000ချီတန်ကျေးရှိတဲ့ကားဖြစ်ပါသည်။ဒီဝင်ငွေနဲ့ဖေကိုလည်းကောက်ကောက်ထားနိုင်တယ်လို့သူတို့တွေလည်းလိုအပ်သမျှကိုသုံးနိုင်သူဖြစ်ပါသည်။ အောင်ချင်းရနေရွှေ့နာကြောင့်ရွာမှာပဲနေထိုင်သူဖြစ်ပေမဲ့လည်းအများမြင်မှာတော့ဒီဘဝကနေမတက်လာဘူးလို့ထင်ကြပါရည်။အောင်ချင်းရတော်ရုံကိစ္စတွေကိုကြွားလို့မထုတ်တတ်ပဲအင်းစစ်စစ်နေတတ်ပေမဲ့လည်းသူ့ကိုနှိမ်ချနေသူတွေကတန်းစီနေပါရည်။နိုင်ငံခြားမှာအင်ကူလုပ်ပြီးတော့စူးစမ်းလာခဲ့ရတဲ့အောင်ချင်းအေးကိုမအောင်မြင်စေချင်တဲ့သူတွေလည်းရှိပါရည်။ဒါကြောင့်အောင်ချင်းအေးဟာအောင်ချင်းအေးကထမင်းနဲ့ငပိရေချိုကိုစားပြယုံနဲ့တလကို300ချီရနေပြီးငပိရေချိုတွေကိုဘူးတွေနဲ့ထည့်ပြီးတော့မြန်မာတနိုင်ငံလုံးကိုပို့ပေးတဲ့ဝင်ငွေက300ချီရှိပါရည်။ဒါရီမကာဒီဝဲနီအောင်ချင်းအေးကအခြားလုပ်ငန်း တွေကိုလည်းလုတ်ကင်ပါသေးတယ်။သူရဲ့ဝင်ငွေကတလားကိုတိန့်ထောင်ပေါင်းများစွာဝင်နေတာကြောင့်ပြည်သက်တွေကအံ့ဩနေပြီးတော့ငပီပဲရှောင်ရမလား။တံမြသီးတုပ်ပဲရှောင်ရတော့မလားဆိုတာဝေခွဲမြဖြစ်နေကြပါရည်။အောင်ချမ်းအေးကသူရဲ့ငပီတွေကိုထိုင်းထီတင်ဖို့ရောင်းချနေပြီးပိတ်တာနဲ့ချီရောင်းရတာပါ။အောင်ချမ်းအေးရဲ့အိမ်ကိုအလဲလာပြီးတော့ထမင်းလာစားတဲ့သူတွေလည်းရှိပြီးတော့သူကတော့သဘောကောင်းကောင်းနဲ့ချက်ကျွေးနိုင်ပါရည်။ ငပိရဲ့ရောင်းုံနဲ့လေတထေးဖြစ်နိုင်ပြီးတော့ရိုးသားတဲ့အလုပ်ဖြစ်တာကြောင့်အောင်ချမ်းအရာမရှိပါဘူး။ငပိရောင်းပေမဲ့လည်းမချမ်းသာလာတဲ့သူတွေအများကြီးရှိတာကြောင့်အောင်ချမ်းအရာတရက်ကိုသိန်းတရာရတဲ့ကြောင့်မြုံတဲ့သူတွေလည်းရှိပါသေး။ဒါပေမဲ့သူ့ရဲ့ဝင်ငွေကတကယ်ရတာဖြစ်ပြီးအောင်ချမ်းအရဲ့လေးဝက်ချက်ကတော့စကားပြောပါနဲ့တောင်လူများပေါ်မှာစေတနာထားတဲ့ပြီးတော့လူချစ်လူခင်ပေါ်များတာကြောင့်ဖြစ်ပါသေး။အောင်ချမ်းအရာဝင်ငွေကောင်းတာကိုပဲမြင်ကြပြီးဒီလိုမချမ်းသာလာခင်မှာပိန်ပဲပဲအလုပ်လုပ်ခဲ့ရပါသေး။ပထမတန်းအထိပဲပညာသင်ပူးတဲ့အောင်ချမ်းအရာစာမဖတ်ချက်လို့စာရင်းစာဖတ်ကိုအသက်ကြီးမှပြန်သင်ရ သလိုကောက်ဆိုင်ဈေးရောင်းစတဲ့လူမျိုးစုံကိုလုခဲ့ရပါပြီ။ဘဝနာခဲ့သူဖြစ်လို့ငပီလဲရှောင်းတဲ့ပြင်ကျုံညာရီလဲရှိုက်ကိုခဲ့ပါသေးတယ်။ယူသားတဲ့လူမှန်သမျှအာလောလုတ်တဲ့အောင်ချမ်းအေးဟာခုတော့ငပီရောင်းပြီးတော့တထေးကြီးဖြစ်လာပါပြီ။ငပီရောင်းပြီးတော့တရက်ကိုသိန်းတရာဝင်နေတဲ့အောင်ချမ်းအေးရဲ့ဝင်ငွေကတကယ်ဖြစ်နိုင်ပါမလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ဗီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့ဒင်းရတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့ရှင်။